exchange ဆိုတဲ့လူရဲ့အရှုပ်တော်ပုံမှာမြန်မာဆိုတော့ချမ်းချမ်းကဘလို့ပါဝင်ပတ်သက်ခဲ့သလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြမယ်အခုမျိုးသမီးငယ်တွေလည်းဘုံမသိဘာမသိနဲ့ပုံတင်နာတို့ Telegram ပုံမှာမှာ code ပုံနေရောင်းနာတို့ solo တွေရောင်းနာနောက်တစ်ချိန်မှာဘလောက်တောင်မှအနေရများသလဲဆိုတာကိုကျွန်တော်သိစေချင်လို့ဒီအဖို့ကလုပ်ငန်းအတွက်အတက်မပြည့်သေးတဲ့16နှစ်အောင်ကောင်မလေးတွေကိုစီယုံနာသမီးတွေရည်ခနာကိုကောက်ကြောင်းအလားနဲ့ပေါ့ယင်းနော်အဲ့လိုမျိုးတီးရအောင်ကြည်ရအောင်ဆိုပြီးရခါကြအဲ့လိုမျိုးဒီလိုမျိုးတုံးတုံးပုံတွေရိုက်ခိုင်းတာပေါ့ယင်းဒီလား အလုံးဝဲမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ညီမခုတင်ဆက်ပေးမယ့် video လေးကတော့မင်္ဂလာတွေအနေနဲ့အထူးတတိထားတင်တဲ့ video လေးပဲဖြစ်ပါတယ်ရှင်အခုလို social media ခေကြီးတဲ့မှာတချို့မင်္ဂလာတွေကမချုပ်ပုံတွေလည်းတင်ကြတယ်ရှင်မဖွဲမရပုံတွေတင်ပြီးတော့ line ပေါ်ကနေပြီးတော့ like ရခြင်းတဲ့သူတွေလည်းရှိတယ်ရှင်အခုလို포ချွေးပုံတွေတင်တာကအများသူကကြည့်တဲ့ social media ပေါ်မှာဆိုတော့ကိုကအခုချိန်မှာတင်တာမသိတာပဲမဲ့တချိန်ကျရင်ကို့ဘွားအေးချမ်းချမ်းနဲ့ဖြတ်တန်းနေတဲ့အချိန်ကြလို့ရှိရင်ဒီလိုပုံတွေပေါ်လာခဲ့ရင်ကိုရဲ့ဘွားကိုလည်းပျက်စီးသွားနိုင်တယ်နော်။နောက်ပြီးတော့ အီးမေးပေါ်မှာအဆိုတော့ချက်ချက်နမည်ပါတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ချက်ချက်ကိုလည်းအားလုံးကတော့မကောင်းတာလှုပ်ရှားတယ်လို့ထင်နေကြတဲ့သူတွေလည်းရှိတယ်ရှင့်ဒါကြောင့်မလို့အဆိုတော့ချက်ချက်ကဖော်ကလှုပ်ရှားတာမဟုတ်တော့ကိုကိုတိုင်းတော့မတိလိုက်တဲ့အချိန်မှာဖော်ကရရဲ့စီးရင်ဝင်နှန်းကိုကိုရတဲ့ပုံကရောက်သွားတာတယ်ရှင့်ဒါကြောင့်မလို့အမျိုးသမီးလေးတွေလည်းသူရှင်မီယာပေါ်မှာပုံတင်တာတွေကတတိထားပြီးတော့တင်တင်နေဆိုပြီးတော့ပြောထားတဲ့အကူတယောက်ရဲ့ view file လေးပဲဖြစ်ပါတယ်ရှင့်ဒီ view လေးကိုမိန်းကလေးတွေနေနေတတိထားလို့ရအောင်လို့ပြန်လည်ဝင်မြန်လိုက်ခြင်းဖြစ်ပါတယ်ရှင့် ီမားနဲ့တူတူဗီဒီယိုလေးကိုစုံနေလိုက်ပါကြည့်ရှုပေးဖို့ကိုလည်းဖိတ်ခေါ်ချင်ပါတယ်ရှင့်ရှင်တို့လေးစနေနေ့အပြင်းပြင်း Jeffrey Epstein ဆိုတဲ့လူရဲ့အရှုပ်တော်ပုံမှာမြန်မာဆိုတော့ချမ်းချမ်းကဘလို့ပါဝင်ပတ်သက်ခဲ့တဲ့လေဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြမယ်အခုချမ်းချမ်းအင်တာဗျူးတွေပိုင်းလည်းဖြေးတဲ့သူ့စီမှာ light တွေလည်းလွှင့်နေလေအဲ့တော့ဒီကိစ္စကနေပြီးတော့ဒီလိုအမျိုးသမီးငယ်တွေလည်းဘုံမသိဘာမသိနဲ့ပုံတင်နာတို့ Telegram ပုံမှာမှာကိုပုံနေရောင်းနာတို့ဆိုလိုတွေရောင်းနာ နောက်တစ်ချိန်မှာဘလောက်တောင်မှအနေရများတယ်လဲဆိုတော့ကျွန်တော်သိစေချင်လို့ဒီအကြောင်းပြောပြတာနော်အဲ့တော့ပထမဆုံးအနေနဲ့ Jeffrey Epstein ဆိုတဲ့လူကပေါ့ ਈ နာမည်တန်တော့ကမှန်လားမမှန်လားမသိဘူးကျွန်တော်ကကျွန်တော်အင်တာနက်မှာရှာကြည့်ကြနော်ကိုလည်းအဲ့လိုမျိုးပဲထွက်တတ်တယ်နော်သူကဘလို့လူမျိုးတယ်လဲဆိုတော့ဖြစ်တယ်လဲဆိုတဲ့အကြောင်းပြောပြမယ်သူက ဖော်ကာတွေကိုကွန်ရက်နဲ့ထောင်ပြီးတော့လူကုန်ကူးမှုတွေကိုသူအဲ့လိုမျိုးတွေကိုလောက်တာလောက်ပြတာခါကျတော့သူကအဲ့လိုနာမည်ကြီးဒိတ်ဒိတ်ကျဲမိုးပြန်ကျဲအဲ့လိုအဲ့ဒီဘေးကလင်တန်တို့လိုမျိုးသမရာဟောင်းတွေပြီးတဲ့ခါကျတော့အခုလက်ရှိဒေါ်နယ်ထရန့်တို့လိုလူမျိုးတွေပြီးကြတဲ့ခါကျတော့စတီဗင်ဟော့ကင်းအဲ့လိုမျိုးဟာလူသိတဲ့ပညာရှင်တွေစီးပွားရေးလုပ်ငန်းရှင်ရုပ်ရုပ်ရှင်နယ်ပယ်အဲ့လိုမျိုးဒိတ်ဒိတ်ကျဲမိုးပြန်ကျဲကဘာကျော်တွေအကုန်လုံးနဲ့ကိုသူကခင်မင်ရင်းနှီးပြီးတဲ့ခါကျတော့သူကအဲ့လိုမျိုးတိတဲ့စီးပွားရေးလုပ်ငန်းရှင်ဒါပေမဲ့သူက2005ခုနှစ်မှာစပြီးတဲ့အခါကျတော့14နှစ် ကလင်းကောင်မလေးကိုသူကငါဆက်လုတ်ခိုင်းတာအနှစ်ခိုင်းတာပေါ့ရေအဲ့ဒါနဲ့ပတ်သက်ပြီးတော့အဲ့ကလင်းရဲ့မိဘတွေကတိုင်းတာတော့တိုင်ပြီးတဲ့ခါကျတော့အဲ့ကလင်းချင်းမှအမှုတွေပါဖြစ်သွားတယ်ပေါ့ရေအဲ့ဒါပြီးတော့2008ခုနှစ်မှာသူကဖော့ကာလုပ်ငန်းအတွက်အသက်မပြည့်သေးတဲ့16နှစ်အောင်ကောင်မလေးတွေကိုစီယုံတာအဲ့ဒီအမှုကိုရင်ဆိုင်ရပြီးတဲ့ခါကျတော့သူကိုယ်တိုင်ဝန်ခံတာပေါ့အဲ့သူ့ရဲ့ဖော့ကာကွန်ရက်မှာအဲ့ဒီကောင်မလေးတွေအဲ့လိုစီယုံပြီးအဲ့လိုမျိုးလုပ်တဲ့အတွက်ဆိုပြီးတော့သူကထောင်ထောင်ဆက်ရှင်းလာကြတာလားမသိဘူးထောင်ဆက်ရှင်းလာနေเนาะဒီထောင်ဆက်ရှင်းလာနေအဲ ပြီးခါကြတော့နေအိမ်မှာအကျယ်ကျုပ်တနှစ်ကြာတာเนาะတနှစ်ကြာနောက်ဆုံးရှိခုနှစ်မှာကြာတာเนาะအဲ့ဒါအဲ့မှာပထမ73လလောက်ပဲကြာပြီးတော့ तू ကနောက်ထပ်ကြာတဲ့9လမှာကြာတော့ ਈ အလုံးနဲ့အလုံးသွားပြီးခါကြထောင်ပဲညပြန်အရာအဲ့လိုမျိုးဟာနဲ့ပြီးပြီးခါကြအဲ့လိုမျိုးပြီးသွားပါ ਈ အဲ့ဒီကိစ္စတွေပြီးပြီးခါကြ तू ကအဲ့ဒီကွန်ရက်တွေမှာအဲ့လိုလုံနေတော့လုံထက်လုံပြီးခါကြအဲ့ဒီသူ့ရဲ့ဖော်ကာကွန်ရက်ကို2019ခုနှစ်မှာအဲ့သတင်းဌာနတွေကနေဖော်ထုတ်တာ သူကအဲ့လိုမျိုးဒီနိုင်ငံတွေနိုင်ငံတွေမှာသူကမော်ဒယ် agency တွေလို့ဘာတွေလို့လောက်ပြောအေးအဲ့ဒါပြီးတော့ချမ်းချမ်းအကြောင်းပြောရင်းနဲ့ပြောပြမယ်အဲ့လိုမျိုးလောက်ပြီးတဲ့အခါကျသူကအဲ့လိုဖောက်ကာကွန်ရက်တွေထောင်ပြီးတဲ့အခါကျဟိုလူနဲ့ဟိုလူနဲ့ချိန်ပြီးသူနဲ့သူအပေါင်းပါတွေအတွက်သူကအဲ့လိုမျိုးဖောက်ကာတွေလောက်လောက်တာပေါ့အေးအဲ့လိုမျိုးစီယုံနာပေါ့အေးသိရမလားတချို့တွေဆိုလို့ရှိရင်လဲ first time လောက်တယ်ဆိုလို့ရှိရင်အဲ့ဒါဆိုလို့ရှိရင်အဲ့လိုမျိုးဈေးကွက်တွေဘာနေနေပေါ့အေးအဲ့လိုမျိုးလောက်တာလောက်ပြရခါကြတော့အဲ့ဒါတွေကိုသူ့ဖော်ထုတ်လိုက်တဲ့ခါကျတော့2019ခုနှစ်အဲ့ဒီဇူလိုင်လမှာလာသူတခေါက်ထောင်ပြန်ကြတာကြပြီးတဲ့ခါကျတော့เนาะကြပြီးတဲ့ခါကျတော့မှ ဩဂတ်လမှာလားမသိဘူး။ तू ကသူ့ကိုသူဆူဆိုင်လုပ်တယ်ဆိုပြီးတရင်နေရလဲထုတ်ပြန်ပြီး तू ထားမဲမှာတိတ်သွားတာ။ तू တိတ်သွားပြီးတော့ကိုသူ့ရဲ့ဟာညာမပြီးသေးဘူး။သူ့ရဲ့ email ကွန်ရက်တွေလေအဲ့ဒီခုနကဖောက်ကာကွန်ရက်တွေ email ချိတ်ဆက်တယ်လို့။ဟာပြီးခါကျတော့သူ့ရဲ့ contact list လေးမှာလို့ပြီးခါကျတော့သူ့ရဲ့အဲ့ဒီ လင်းရောလိုက်စင်ဘူးတာလင်းပါတီဒီပါအာအဲ့ဒါတွေကိုမပြီးသေးဘူးခုတိကိုအရှုံးတော်ပုံမြန်ဖြစ်နေတာနော်အဲ့ဒီထဲမှာချမ်းချမ်းရဲ့နာမည်ကလည်းပါလာတာခုနအီးမေးလ်ကွန်ရက်ထဲမှာနော်အဲ့ဒီတော့ तू ကဘလို့လောက်ခဲလို့လဲဆိုတဲ့အကြောင်းကိုပြောပြမယ်ဒါ तू ကိုယ်တိုင်ပြောထားတာအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့လူတွေကကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ပတ်သက်တဲ့အကြောင်းများတွေကိုပြောပြီးတော့သူများတို့သင်ခန်းစာရအောင်လို့နော်ညဝေပေးတယ်သူ့ရဲ့ကုန်တိတ်ခါရီကိုထိခိုက်ခံပြီးတော့ပြောပြတယ်ဆိုလို့ရှိရင်ရှင်တော့မဆဲနဲ့ကောင်းနဲ့ဟိုကောင်မှဒီကိုဘယ်လိုဘယ်လိုလုံးလုံးဘဝဖြစ်တယ်ဆိုတော့သူတို့ဘဝမှာလည်းဘယ်သူမှ ျော့ပျော့ရှင်းရှင်းအဲ့လိုမျိုးဖြစ်ချင်လို့လောက်ခဲ့တာမဟုတ်ဘူးဆိုတဲ့အကြောင်းရှင်းတို့ပြောပြမယ်နော်။သူကအရင်နှောင်းကလည်း2017လောက်မှာတော့ဒါအစောတော့ချမ်းချမ်းပေါ့နော်မြန်မာပြည်မှာရှိတုန်းကသူကခုနကနိုင်ငံသားမှာပေါ့ရင်အဲဒီမြန်မာပြည်မှာရှိတုန်းက သူ့အဖေကကြတော့သူကအင်္ဂလိပ်စာသင်တာအဲ့ဒီမှာဒီလိုမျိုးအဲ့မြန်မာပြည်ထဲမှာနေထိုင်တဲ့အလိုတန်အမတ်တို့ဘာလို့ညာတော့ပေါ့အဲ့လိုစီးပွားရေးလာလုပ်တဲ့ဟာတွေရဲ့အိမ်မှာတချို့အဲ့ပြင်သစ်တို့အဲ့အီတလီတို့ဘာတို့ကဆိုလို့ရှိရင်အီမကောင်းကြဘူးပေါ့အဲ့တို့ကအမောတွေဖြစ်ပေမဲ့တို့ရဲ့ပြင်သစ်ဘာသာစကားတို့နော်အီတလီဘာသာစကားတို့ပဲပြောကြတာပေါ့အဲ့အဲ့လိုမျိုးအဲ့ကြတော့သူအဲ့ချမ်းချမ်းရဲ့အဖေကကြတော့ဒီ guide လောက်တာပေါ့ guide လောက်တာမဟုတ်အင်္ဂလိပ်စာသင်တာပေါ့အဲ့ကြတော့သူကအင်္ဂလိပ်စာသင်တာသူ့အဖေနဲ့ကူလိုက်ပေးသွားရင်လည်းအဲ့ဒီအိမ်ကျိန်ပေါ့အဲ့အဲ့ဒီပြင်သစ်လားအီတလီလားမသိဘူးအဲ့ဒီအိမ်လားနေပြီးအခါကျတော့ ချမ်းချလေအဲ့ဒီအချိန်မှာသူကစလုံနေပြီပေါ့အေးအမှုပညာလုပ်တယ်စလုံနေတဲ့ခါကျသူက modeling ဆက်ဆက်ချင်တော့သူက modeling အဲ့ဒါနေမှာ music video တွေဘာတွေရိုက်ကြအဲ့မှာတော့ဆိုတော့ melody one နဲ့ဆိုတော့ဖြစ်လာတာเนาะ melody တော့မှာပောက်ပြီးရောလေရင်တော့သူက harmony တွေဘာတွေလဲဆိုတယ်เนาะ အဲ့ဒီမှာအလိုဖြစ်လာပြီခါကျအဲ့ဒီအိမ်ကိုရောက်သွားတာသူ့အဖေနဲ့တူတူအလိုသူ့ဖေနဲ့ကူလိုက်ပြအဲ့အိမ်ကလေးကိုသူကစတင်တာပေါ့ဤစသူ့ဖေကစတင်တဲ့ခါကျသူကအဲ့ကူသူ့ဖေနဲ့လိုက်သွားပေးနေအဲ့အမျိုးသမီးနဲ့တီးတာအမျိုးသမီးနဲ့ပြောကြဆိုကြရင်းနဲ့အမျိုးသမီးကဟောနေ့ကိုနိုင်ငံခြားမဂ္ဂဇင်းတွေနဲ့ဘလို့ချိတ်ဆက်ပေးမဲ့ဘောဟာချိတ်ဆက်ပေးမဲ့ဘာညာတွေဆိုပြီးတော့ပြောတာပေါ့ဤအပြည့်ခါကျနာမည်ကြီးမဂ္ဂဇင်းတွေကိုပြောပြခါကျအဲ့ဒီဟာဆိုလို့ရှိရင်နင်တို့ဒီ modeling လုပ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ ပေါ် profile တွေပါလေအတွက်အဲ model လောက်တယ်ဆိုလို့ရှိရင် model agency ကိုအဲ့ဓာတ်ပုံတွေကိုပို့ရတယ်ပေးရတယ်ကိုယ့်ရဲ့ဒီအင်ဂျင်ဖြူနဲ့ရိုက်ထားတာရောက်ကြလိမ့်ဆိုလဲအင်ဂျင်ချွတ်တော့ပါလို့အဲ့လိုမျိုးတွေပေးရတယ်နော်မိန်ကလေးဆိုလို့ရှိရင်တော့ဒိုးလည်းမသိဘူးလောက်ဘူးတဲ့ခါကြတော့နော်အဲ့ဒီတော့သူ့ကိုလည်းအဲ့လိုမျိုးစစချင်းမှာအဲ့ရဲ့သူ့ရဲ့အဲ့အိမ်ကမိမရဲ့သူ့စီကိုသူ့ရဲ့အဝတ်ဗီဒီယိုတွေပါလေသူ့ခန်းထဲခေါ်သွားပြီးတော့ပါအဲ့သူ့အင်ဂျင်တွေပါလေနဲ့အဲ့လိုပြပြောဆိုပြီးရိုက်ခိုင်းတာသူကတခြား location တွေအဲ့ဒီစူးလေဘက်မှာလေဆွေကုံဘုရားဘက်မှာတွေလည်းအဲ့လိုမျိုးတွေလည်းအများကြီးတိုက်ခတ်တဲ့ indoor outdoor mix ပေါ့အဲ့ဒီအခါကျတော့ ဇလန်ကခုမှစာရာသူကနေပြီးတော့အဲ့မျိုးသမီးတွေရိုက်ပြီးခနာကိုကောက်ကြောင်းအလှမ်းနဲ့ပေါ့ရင်နော်အဲ့လိုမျိုးတည်ရအောင်ကြည်ရအောင်ဆို PP ကိုလိန်ပြီးတော့ကိုအယုံသွင်းတာနော်အဲ့ဒါကြအဲ့လိုမျိုးဒီလိုမျိုးတုံးလုံးပုံတွေရိုက်ခိုင်းတာပေါ့ရင်ဒီလားအဲ့ဒီအချိန်မှာကျတော့ DS စတေတစ်ခုလုံးမှာကျတော့လည်းမျိုးသမီးတွေပဲရှိတယ်အဲ့လိုမျိုးဒီတခြားသူတွေကလည်းအမျိုးသမီးတွေရိုက်တဲ့လူတွေဘာညာတွေကလည်းအမျိုးသမီးတွေဒီစတေမှာတဲ့ယောက်ျားတယောက်မှမရှိပါဘူး အာမျိုးနဲ့ရိုက်ခိုင်းတဲ့ခါကျတော့အဲ့လိုမျိုးတွေပြရမှာဘယ်သူဘယ်လိုပြရမှာပေါ့ဒီ model agency တွေဘက်ကအဲ့အကြမ်းမှလည်းကိုယ့်ရဲ့ဟာနဲ့ကန့်ညီတဲ့အလုပ်ငန်းအောင်အပ်မှာပေါ့အေး client ရဲ့နေရာလဲเนาะအဲ့ကြတော့သူ့အဲ့လိုမျိုးရိုက်ခိုင်းတဲ့အချိန်မှာသူကကြတော့ ဘာမှမရတော့ပါလေအပေါ်ကအင်းကြီးမပါလဲနဲ့ပေါ့ဒီပဝါလေးပါလေးနေနဲ့ကာပြီးတော့အဲ့လိုမျိုးကြောပေးပုံပေါ့ဒီကြောပေးပုံတော့ဟိုလေးပါလေးနဲ့လွှားပြီးအဲ့လိုမျိုးရိုက်လိုက်တာအဲ့ဒါကြောင့်မလို့လှုပ်လိုက်တာဟိုး2030လွန်ခဲ့တဲ့15နှစ်ကလေးကြီးပဲเนาะ2031လောက်15နှစ်အခုမှလာပြီးတော့ကိုကိုဘဝတွေအေးချမ်းနေပြီဘာတွေဖြစ်နေမှာဒီလိုပြဿနာတွေထပ်ဖြစ်တယ်ဆိုတာရှင်တော့လည်းအဲ့ဒါကြောင့်မလို့အင်တာနက်ဆိုတာလေ၃၃နဲ့ဆိုလို့ရှိရင်လက်လို့စပယ်ဟိုဟာတွေတင်ဒီဟာတွေတင်အဲ့လိုမျိုးတင်လို့မကားမှုမတင်ဘူးပါ誒 อาเดียงค่จ้าเราอดีตอดีตใหญ่ปองอารมณ์อยู่ย้ายไลรได้เดียงค่จ้าราตู้นายงินเจ้าอารมณ์ไมเกรนแล้วพุ่โลเนาะนายงินเจ้ามาเฉยใจแล้วว่ามานายงินเจ้ามาเลยพี่เด็กๆอารมณ์อยู่แล้วพุ่โลพี่เราเลยตัวจำเราตู้ก็ตู้มีบาร์ในใต้ไม่ไลรได้ใช่ไหมตู้มีบาร์เดียอะไรมันต้อนรสบเฉยๆมุบ่อยอะคุณดีมาเลยตัวเนี่ยจะคู่ย่าเนรีสุดแรกค่ะจ้าราอารมณ์อยมันต้อนรสบเฉยๆมุมันต้อนรับเฉยๆเนี่ยค่ะจ้าเร์อะไรอย่างเดียวตัวอ่ะเสตตัวนี้จะต้อนรัจ้าเลยจ้าตีพอไอ้เฉยมาตัวอารมณ์อยู่ย้ายไลรได้ย้ายไรได้เ่ไขด้าเาสูเ သူရခုနကပြောတယ်ဖောက်ကာကွန်ရက်လေအဲ့ဖောက်ကာကွန်ရက်မှာအဲ့ဒီဟာတွေကပါလာတာကိုကတောင်မှဘာမှမလုပ်ရဘဲနဲ့ကိုကဈေးခွက်မှာရောက်နေတာအဲ့ဒါကြောင့်မလို့ပြောတာသူကလည်းအဲ့ဒါကြောင့်မလို့မိန်းကလေးတွေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးလက်လွတ်စပယ်တွေမလုပ်ဖို့လို့ကိုကဓာတ်ပုံဓာတ်ပုံရိုက်လိုက်တာပဲเนาะဒီလူတယောက်နဲ့ဓာတ်ပုံဓာတ်ပုံရိုက်လိုက်တယ်ကို့ဓာတ်ပုံကသူ့စီမှာရှိနေသေးကိုဇက်သိမ်းမပြီးတော့သူ့ရဲ့ဆိုလို့ရှိရင်လည်းငွေညစ်ခံရတာကို့ပုံကိုပြပြီးတော့ငွေညစ်တာမျိုးတွေ ိုကကျတော့ကောင်းကောင်းရကောင်းရမွန်ရဘဝမှာပျော်ရွှင်ချမ်းသာတရားနဲ့ဘဝတည်ဆောက်နေပြီးတချို့ယောက်ျားနားမလည်နိုင်လက်ခံလက်ခံမပေးတဲ့ယောက်ျားလေးဆိုဘလို့လုံးမအောင်သိရမလားအဲဒါကြောင့်မလို့သူ့ရဲ့ဟာကိုသင်ငန်းစာပြပြီးတော့ तू ကပြောပြတာအဲ့တော့သူ့ကိုလည်းသွားမဆဲချနဲ့ကျောက်အောင်မှလည်းလာမဆဲနဲ့နော် तू ကောင်းနဲ့ဘလို့လုံးလုံးဘဝဖြစ်တဲ့ဆိုတာလာမပြောနဲ့ဒါသင်ငန်းစာယူလို့ရတယ်မလားယူလိုက်နော်မယူချင်ဘူးအပြင်းပြင်းနားထောင်ချင်တယ်မလားကြည်လိုက်လာတော့မဆဲနဲ့ရှင်လို့ရဲ့နော်အဲ့တော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ तू ကအဲ့ဒီဈေးကွက်မှာအဲ့လိုမျိုးတွေဖြစ်ပြီးတော့အဲ့ဒီ email တွေမှာပါလာကြတကယ်တော့ तू ကဘာမှလုပ်ထားတာမဟုတ်ဘူးအခုထိအဲ့ဒီလူက အဲ့ Jeffrey Epstein ကပြေးသွားပြီတိနော်အခုဒီကိုသူ့ရဲ့အဆုတ်တော်ပုံကမပြီးသေးဘူး Donald Trump ကလည်း तू ကအဲ့ဟိုသူအနာမရခင်တော့ကြာချပြမယ်ချပြမယ်နဲ့အခုဒီချမပြတယ်လို့သူများရလဲအဲ့ဟိုမေးနေကြတာပေါ့အေးသိကျင်လဲဆို National Fashion တို့နိုင်ငံသားတရင်ဌာနတွေနေကြည့်ကိုယ်တော်က line ပေါ်မှာအဆိုတော်ချမ်းချမ်းက email ကိစ္စနဲ့ပတ်သက်ပြီးတော့ line ပေါ်မှာဘလူပြန်သွားသေးတယ်ရှင်ဒီ link ကုန်ကူးတဲ့လူနဲ့အဆိုတော်ချမ်းချမ်းရဲ့ပတ်သက်မှုတွေကိုမသိဘဲနဲ့နော်တချို့ကတော့ချမ်းကအရင်တစ်ချိန်တုန်းကနော်ဘောကလောက်စားတယ်ဆိုပြီးတော့ပြောထားတာတွေလည်းသိရတယ်ရှင် ဒီကိုပြောထားတဲ့အကြောင်းအရာတွေထဲမှာဆိုလို့ရှိရင်ဒီဖော့ကထောင်စားတဲ့သူကသူကမိန်းကလေးငယ်အမျိုးသမီးလေးတွေတတ္တဆနာမည်ချီအမျိုးသမီးလေးတွေကိုသူကတားကပ်စားပြီးတော့လိုက်လိန်နေတာနော်ဒါကြောင့်မလို့မိန်ကလေးတွေအနေနဲ့လဲကိုကိုတိုင်းတော့မှမသိပဲနဲ့ဖော့ကရဲ့အဖွဲဝင်ထဲမှာရောက်နေတာနော်ကိုရဲ့ပုံတွေက ခုလိုဆိုရှယ်မီဒီယာခေတ်ကြီးကကိုယ့်ဘဝကိုကောင်းအောင်လုပ်ပေးနိုင်လို့ကိုယ့်ရဲ့ဘဝကိုဟုတ်အစိုးဆုံးအထိလဲဆွဲချသွားနိုင်နေရှင်။ Angularity အနေနဲ့အထူးတတိထားတဲ့နော်ကိုကလိုင်းပေါ်ကိုမဖွင့်မရပုံနေမတင်တင်ဘူးနော်။အခုချိန်မှာတင်ထားပြီးတော့ကိုကအဆင်ပြေနေပြီမဲ့နောက်တစ်ချိန်ကျကိုယ့်ဘဝအေးချမ်းချမ်းဖြစ်နေတဲ့ချိန်မှာခုလိုမကောင်းတဲ့ပုံတွေကပေါ်လာခဲ့လို့ရှင်ကိုယ့်ရဲ့တာယာနေတဲ့ဘဝလေးပျက်စီးသွားနိုင်တယ်နော်။ညီမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မင်္ဂလာတွေအနေနဲ့လည်းဘဝတုဒ္ဒနဲ့သင်ခန်းစာတစ်ခုခုရမယ်လို့ထင်ပါတယ်ရှင်နောက်ဗီဒီယိုလေးဒီမှာပြန်လည်ဆောင်သွေးကြမယ်ရှင်